ျက်လာနေပွဲသူအားလုံးမင်္ဂလာပါ2025 April 1ရက်နေ့ကနေခုနှစ်နှစ်တော်တွင်မှာပြောင်းလဲခြင်းနဲ့တိုးတက်ခြင်းတွေရှိတယ်။ရည်မှန်းချက်တွေကိုအကောင့်ထည့်ဖို့ပြီးဘဝအောင်မြင်နိုင်တယ်။ခီးကိစ္စအစဉ်ပြေမယ်။အကြီးကဲအမျိုးသမီးများအမေဖွားတော်တို့ရဲ့ကျမ်းမာရေးကူဆက်ရမယ်။မထင်မှားပဲခီးသွားနိုင်မယ်။ ခြံကားခန်းကိစ္စဝေရောက်ပြောဆိုဆောင်ရွက်ခြင်းနဲ့အောင်မြင်လိမ့်မယ်။အရဝေးနိုင်ငံရချမ်းနဲ့ပတ်သက်တဲ့ကောင်းခြင်းသတင်းစကားနဲ့တိုးတက်ခြင်းများကိုကြုံတွေ့ရမယ့်နေထားရှိတယ်။ဘဝရည်မှန်းချက်နဲ့လူလားချက်တွေကိုလုံးအောင်မြင်မယ်။ဒီနေ့မှာခရီးကံကောင်းမယ်ဥတီချက်ပြောင်းပြီးလှုပ်တာလေးတွေအဆင်ပြေမယ်။ကံကြမ္မာမြင်မှားခြင်းနဲ့တိုးတက်ခြင်းရှိမယ်။နေ့ရက်နေ့မှာဝေးချေးကံကောင်းခြင်းလက်ဖွင့်ခြင်းတိုးတက်ခြင်းကိုကြုံမယ်။မတော်တဆနေတဲ့တတိထားမယ်။ အရှိရကုတီသွားစံနေရှိတဲ့တယ်မနဲ့ခွန်နိုင်ခွဲနဲ့ခွန်နိုင်တွင်မှသတိထား၃ရက်နေ့မှာရံပတိဖက်ကရင်နဲ့ရင်ဆိုင်ပြီးမှလိုရာပြည့်စုံမယ်အလွယ်ရချင်းဖြစ်ခြင်းမရှိဘူးတိုက်ခတ်နေရံနဲ့ရှင်းပြီးလုပ်ရမယ်၄ရက်နေ့မှာအေးပါတဲ့ဆုံးဖြတ်ချက်ကိုချမှတ်ရမယ်စလိုက်တဲ့ကိစ္စမှတ်များထူးထူးခြားခြားကောင်းနေမယ်၅ရက်နေ့မှာအချွေးမီဟောင်းနေပြန်တောင်းခံလို့ရတယ်ရပိုင်ခွင့်နေပြန်လဲတောင်းဆိုလို့ရတယ်ခီးကိစ္စအဆင်ပြေတယ် 6ရက်နေ့လက်ဖွင့်ကပ်ဖွင့်ခြင်းနဲ့အလိုပြည့်စုံခြင်းတွေရှိမယ်။ရှင်မန်းသားဒီများဆောင်ရွက်၍ထူးချိုးပေးတယ်။ခုနှစ်ရက်နေ့မှာရှင်ပြန်မှုမသမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းရဲ့နှစ်သာရကိုရရှိမယ်။ဒီတပတ်တော်ကာလအတွင်းမှာဇာသပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကိုကောင်းချိုးပေးမယ်။တနေ့ကတွင်တင်းလာမွေးသူတွေနဲ့ဆက်ဆက်၍စိတ်နှောက်ရှိတဲ့ဂတိကောင်းတွေဖြစ်ပေါ်ခြင်းကိုကြုံနိုင်ပါလေ။နှစ်ခုကိုကနန်းနေ့ချိုးပေးတယ် အစိမ်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုသုံးပြီးလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်။ဒီကာလအတွင်းထူးပြူဆောင်ရွက်နိုင်တဲ့ကိစ္စကတော့ဧဘရလ၁ရက်နေ့တကူလာရဲ့ပထမဆုံးသောအင်္ဂါနေ့အဲ့ဒီမနေ့ကိုးနိုင်ချိန်မှာဖရာဇေဒီရဲ့ဗုဒ္ဓတော်မှာဗဒောင်းညွန်ဆနေညွန်သွားရောက်တင်ပြီးတော့အလိုရှိရာဆန္ဒပြုပါဒါတနေ့မှတည့်ရက်တည့်ရက်မှမှအဲ့ဒီတမနေ့အဲ့ဒီချိန်မှာလို့ရေစူတောင်းပြည့်တဲ့ ထူးခြားတဲ့နေ့တစ်ခုဖြစ်တဲ့လက်တွေ့သုံးချပြီးကောင်းခြင်းကံကြမ္မာကိုရယူနိုင်ပါတယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလတရက်နေ့ရနေ့ခொနည်းနေ့တော်တွင်မှာကောင်းသောကံတွေရှိတဲ့ရန်တိုက်ခံနေတယ်လေကြုံမယ်သူတပားကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးမယ်ကိုလိုချင်တဲ့ဖြစ်လို့တဲ့ကိစ္စတွေအကုန်လုံးကိုလည်းအတိုက်ခံတွေကြားတွေထိုးပေါက်ပြီးလောကိုင်းတိုင်းနဲ့ ။စာရွက်စာတမ်းငွေကြေးလက်ပြောင်းလက်တွေတည်ထားမယ်။ဂျားဝင်တာဝန်ယူခြင်းအမှန်ခံခြင်းမပြုရအောင်။သူများပြဿနာကိုပြဿနာဖြစ်ရန်တိုက်ခံနေတဲ့ဒေသတွေရတဲ့တဲ့ငွေကြေးပေးယူညှိပွားစရာတွေရှိတတ်တဲ့အတွက်ဝေပေးငွေယူကိစ္စမှန်သမျှသတိနဲ့ဆောင်ရွက်ရမယ်။အခြေပြတာရေးတွေမှာလည်းမထင်မှတ်ထားတဲ့ပြဿနာသေးလေးရနေကြီးစားပြဿနာတွေဖြစ်ကူးပြောင်းတတ်တယ်ခီးကိစ္စစီစဉ်လို့အောင်မြင်နိုင်တယ်တရက်နေ့ကတော့ရန်တိုက်ခင်နေနဲ့ရှင်ပြီးလောရတဲ့နေ့အရာရာသတိထားတဲ့နေ့ဖြစ်တဲ့ နေ့ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံဘဝကံတိုးတက်မယ်အပြောင်းလဲတွေနဲ့ပတ်သက်တဲ့ကိစ္စစီစဉ်ဆောင်ရွက်အောင်မြင်နိုင်တယ်အရှိရက်ကိုတည်သွားစရာနေ့ရှိတတ်တာသတိထားမယ်မနေ့ခုနှစ်နိုင်ခွဲနဲ့ကိုးနိုင်ကြသတိထားသုံးရက်နေ့မှာရံပတိဘက်ကနေနဲ့အောင်မြင်ခြင်းတွေကိုဖောက်ထွင်းပြီးတော့လုပ်ကင်နိုင်တဲ့ကံအရာရာဆင်ပြောင်းဆောင်ရွက်နိုင်တဲ့အခွင့်အရေးတွေရှိလာမယ်၄ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်ငွေကြေးကံလုပ်ငန်းကံဘဝကံတိုးတက်မယ် စီးပွားကံထူးကောင်းမယ်မထင်မှန်ပဲကိုငွေကြေးဝင်လိမ့်မယ်၅ရက်နေ့မှာအတိုက်ခံအမတန်များမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်ဂရိပြက်တဲ့သူတွေနဲ့တွေ့လိုက်တယ်၆ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွေးရည်တွေကိုတည်းအမတန်ကောင်းတယ်လမ်းကြောင်းသစ်နဲ့ထိုးပေါက်ပြီးတိုးတက်သွားမယ်ဆုံးဖြတ်ချက်မှန်လိမ့်မယ်၇ရက်နေ့မှာအကျွေးဟောင်းပြန်တောင်းလို့ရတယ်ခီးသွားလို့အဆင်ပြေမယ်သွားနေကြမှုတဲ့နေရာတစ်ခုကိုရောက်သွားလိမ့်မယ်ထူးခြားတဲ့ကံကြမ္မာကောင်းတွေပေါ်ထွန်းလာလိမ့်မယ်ဒီတပတ်တော်ကံလာအတော်တွေမှာ ဇာသပတိနေဗုဒ္ဓဟူးနေသောကြာနေမွေးသူတွေကောင်းကျိုးပေးတယ်တနည်းငွေနေကနေမွေးသူများကြောင့်စိတ်နှောက်ရှက်ဖြစ်မယ်တင်ငါကိုကနန်းနေချိုးပေးတယ်အစေးရောင်ဖြစ်ရောမိခွန်းရောင်တို့ကိုသုံးပြီးတော့အလိုရှိရကိစ္စဆောင်ရွက်နိုင်တယ်အင်္ဂါနေမွေးသူတွေအတွက်တကူးလာရဲ့ပထမဦးဆုံးအင်္ဂါနေဧဘရလ10ရက်နေ့မနေ့9နိုင်ချိန်မှာ ဗဒောင်းညွန့်12ညွန့်ဖရာဇေဒီရဲ့ပௌဓုတောက်မှာမနေ့9နိုင်အချိန်တိတိကျကျသွားရောက်ပြီးတော့တင်ပြီးတော့အလိုရှိရဆန္ဒပြုအဲ့ဒီဆူတောင်းနေမလွဲဧကတိချက်မှုကြပြည့်စုံနေမယ်ကျေးဇူးတင်ပါတယ်ပௌဓုနေဝေသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ10ရက်နေ့ကနေ ခုနှစ်နှစ်တော်အတွင်းမှာပြောင်းလဲမှုနဲ့တိုးတက်ဖို့ရှိတယ်ရေမှန်းချက်တဲ့အောင်မြင်မယ်ဆုံးဖြတ်ချက်မှန်မယ်လုံးသမျှထူးခြားတဲ့တန်လန်းနဲ့အောင်မြင်သောအကန့်ခွင်လန်းတွေကိုပိုင်ဆိုင်ဖန်တီးခွင့်ရှိတယ်ဒီကဏ္ဍအတွင်းမှာစတင်လိုက်တဲ့ကိစ္စတွေကထူးခြားတဲ့အနာဂတ်ရဲ့အနှစ်သာရတွေကိုရရှိမယ်အပြောင်းလဲသစ်ရှိမယ်နေရာသစ်ဝင်းကျင်သစ်တွေနဲ့ပတ်သက်တဲ့သွားရောက်ခြင်းနဲ့အကျိုးပေးခြင်းကိုရရှိလိမ့်မယ်လူဒါနမထင်မှတ်ပဲပြုရလိမ့်မယ်ဆောင်ရွက်တဲ့ကိစ္စရဲ့ ကံကြိုးပေးမှုတရနေ့မှာကြုံမယ်။အရာရာကောင်းသောနေထားရှိမယ်။နေ့ရက်နေ့မှာရပိုင်ခွင့်နေလဲဝဲပြန်ရခြင်းဝေချေကံကောင်းခြင်းလက်ဖွင့်ခြင်းတွေရှိမယ်။မတော်တဆတိကံကနေကယူဆက်ရမယ်။အရှိရကုန်တည်သွားစရာတွေရှိတတ်တယ်။မနေ့ခုနှစ်ခွဲနဲ့ကိုးနိုင်တွင်သတိထားရမယ်။သောရက်နေ့အရာရာကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းရှိမယ်။ရည်မှန်းချက်စစ်တွေကိုလက်တွေ့ကြိုးပမ်းနိုင်တယ်။ဆောင်ရွက်လို့ကြိုးရှိမယ်။၄ရက်နေ့မှာ အပြိုင်ဆိုင်မှန်သမျှကြော်တော်ပြီးဘဝတိုးတက်မှုရဲ့နှစ်သာရကိုရမယ်။ဝိချေကံကောင်းမယ်။ငါရဲ့နေ့ကသူများပြဒနာကိုပြဒနာဖြစ်တတ်တယ်။စေဒနာဝေဒနာဖြစ်တတ်တယ်။၆ရက်နေ့အလူမင်္ဂလာကိစ္စပါဝင်ရနိုင်မယ်။မြတ်တရားဆန်းပွင့်နိုင်မယ်။မိသားစုနဲ့ပတ်သက်တဲ့ကောင်းကျိုးကောင်းသောသတင်းတိုးတက်မှုတွေရှိမယ်။ခုနှစ်ရက်နေ့မှာမထင်မှတ်ဖြစ်အပြောင်းလဲတွေရှိလာမယ်။ခီးကောင်းနိုင်မယ်။ဝေးကွာနေတဲ့သူတွေနဲ့ပြန်လည်ဆုံးစည်းခြင်းအကျိုးပေးခြင်းကိုကြုံမယ်။ တနင်္လာနေ့ကနေ့ဗုဒ္ဓနေ့မွေးသူတွေတပတ်တာအတွင်းကောင်းစွာကိုယ်အကျိုးပြည့်လိမ့်မယ်တနင်္ဂနွေနေ့စေနေ့မွေးသူများကြောင့်စိတ်နောက်ရှိတဲ့ရှိရလိမ့်မယ်တတိထားပြီးဆက်ဆံရမယ်သူတို့ကိုတလေကိုကနံကျိုးပြည့်တယ်အဝါလေးမောရွှေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်ကောင်းခြင်းကံကြမ္မာနဲ့ထိုးကြတဲ့တိုးတက်မှုတွေကိုရရှိစေဖို့အတွက်တနှစ်မှတရက် တရက်မှာတမနဲ့ April တရက်နေ့မနဲ့9နိုင်အချိန်မှာဗုဒ္ဓတော်မှာသွားပြီးတော့ပတောက်7ညွန့်တယ်လိုရာစုတောင်းစုတောင်းပြည့်ကိုပြည့်မယ်အဲ့ဒီနေ့အဲ့ဒီအချိန်ကာလကိုစနေတကြသုံးတန်ရင်အနာဂတ်တစ်နှစ်ကိုလည်းထဲရောက်ပြီးကိုအောင်မြောင်စောရနိုင်ပြီ Jesus တပါ